အားလုံးမင်္ဂလာပါ Union News ကနေပြန်နေကြဆိုပါရစေ။ဒီနေ့ကတော့နိုဝင်ဘာ16ရက်နေ့ဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ16ရက်နေ့ပဲတင်ဆက်ပေးသွားမှာကတော့64တကြောမှာစုတန်းတောင်းကျနေတဲ့အာလောက်ကပျောက်ကြားအဖွဲ့ကအကြံဖက်သမားတယောက်တည်ဆုံသွားတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အစီအစဉ်လေးကလည်းပြန်လည်ကြိုဆိုပါရစေ။မကွေးတိုင်းချောင်းမြို့နယ်တဝန်းကျင်မှာဒီအကျန့်ဖက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့အာလောကပြောင်ကြားအဖွဲ့ကစကံမှုဆိုတဲ့အောင်စင်မျိုးခေါ်အော်မနေ့ကနိုဝင်ဘာ18ရက်နေ့နေ့လယ်7:00နာရီဝင်းကျင်မှာပဲတမရော်စစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲအပြင်တည်ဆုံသွားတယ်လို့သိရပါတယ်။ဒီကတော့ဒီ6:14ကြောင်ရောင်းဝေးချိုလမ်းမိုက်မှာဒီအာလောကပြောင်ကြားအဖွဲ့ကစိုးတန်းတောင်းကျမ်းနေတဲ့အကြာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကလည်းဒီ6မှာရှိနေတဲ့နိုင်ငံဝန်ထမ်းတွေစောက်လို့ရေးဝန်ကြီးဌာနကနိုင်ငံဝန်ထမ်းတွေကိုပြန်ပေးဆွဲတာတွေဖန်စီခေါ်ဆောင်တပ်ဖြတ်မှုတွေလည်းပြုလုပ်ခဲ့လေရှိပါတယ်ဒီလိုမျိုးဒီပြစ်မှုတွေလူတန်းမှုပေါင်းများစွာကျွလွန်နေတာက6မြို့မှာခြေစိုက်ထားတဲ့6မြို့နယ်ပတ်ဝန်းကျင်မှာခြေစိုက်ထားတဲ့အာလောကပြောင်ကြားအဖွဲ့ကအကြံဖက်သမားတွေပဲဖြစ်ပါတယ်မနေ့ကဒီနိုဝင်ဘာ18ရက်နေ့နေ့လယ်7:00နာရီဝင်းကျင်မှာပဲ6မြို့ကနေထွက်လာတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေရဲ့ဒီရင်တန်းကို 6မှန်ရှိနေတဲ့အညာသာတော်သာ အာလဝကကြောက်ကြအဖွဲကဒီအကြက်ကတော်တွေကဝိုင်းဝန်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရင်းနှန်းကိုကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီနှစ်ဖက်ထိပ်တွေတိုက်ပွဲအတွင်းအာလဝကကြောက်ကြအဖွဲကအသက်16နှစ်အရွယ်စကံမှုရာလို့ယူထားတဲ့အောင်စင်မျိုးခေါ်အော်ဗိုက်ပွင့်ပြီးတော့တည်ဆုံသွားတယ်လို့သိရပါတယ်။ထိထိတက်ဘွဲကတနအိုင်ကန်ကြာမြင့်ခဲ့တာဖြစ်ပြီးတော့ဒီအကျံဖက်သမား၅ရောက်ထမင်းနဲ့ထိခိုက်တည်ဆုံခဲ့တယ်လို့သိရပါတယ်။ ဒီအကြံပေးသမားရဲ့အလောင်းကိုတော့ဒီမနေ့ကနိုဝင်ဘာ18ရက်နေ့နေ့လယ်3နာရီဝင်းကျင်မှာပဲမိသကြိုခဲ့တယ်လို့သိရပါတယ်။ဒီအာလဝကပျောက်ကြားအဖွဲ့ဆိုတာကဒီ6ကြောက်ဘရွန်စင်ကူလမ်းပိုင်းတွေမှာစုဖွဲ့လို့ရှားနေတဲ့အဖွဲ့တွေဖြစ်ပါတယ်။2023ခုနှစ်ဇွန်လကနေစတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီးတော့ဒီအကြံပေးအဖွဲ့တွေက64မိုလာလမ်းပိုင်းမိုလာနဲ့ဝေးဂျိုလမ်းပိုင်းတွေမှာကြော်ရင်ကြုံတို့လိုစက်ကြီးကောက်တာတွေစားစရာတောင်းစရာမရှိတော့လို့ရှိရင်ဒေါ်လာကြီးရန်ပုံငွေဆိုပြီးတော့ပတ်စံတောင်းတာတွေနဲ့ဒီနိုင်ငံဝန်ထမ်းတွေ ရစိုးရဝန်ထမ်းတွေကိုပြန်ပေးဆွဲတပ်ဖြတ်မှုပေါင်းရာဇဝတ်မှုပေါင်းများစွာကျူးလွန်နေတဲ့အဖွဲ့လေးဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဒီအာလောကပျောက်ကြားအဖွဲ့ကစကံမှုဆိုတဲ့အောင်စင်မျိုးခေါ်အော်အော်ကဟာနိဗ္ဗာန်သာကြာမြင့်သေးတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လအနေငယ်ကလည်းဒီ6ကြောက်ပလွန်လမ်းပိုင်းစိနိဘာပဝင်းကျင်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒီတိုက်ပွဲတွေအတွင်းမှာလည်း6ရင်းနှီးအတွင်းမှာဒီစိုးတန်တောင်းကျမ်းနေတဲ့ပီဒီရဲ့ခေါင်းဆောင်တယောက်တင်ဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေကတော့ဒီ6ကြောင်ရောင်းလမ်းမရဲ့မြောက်ဖက်မှာရှိနေတဲ့ကြီးနီပြည်ပင်ရွာပတ်ဝန်းကျင်တွေမှာထွေထွေတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အလက်ရှိဒီအာလာဝကပြောက်ကြားအဖွဲ့စုဖွဲ့လှုပ်ရှားနေတဲ့နေရာကတော့6မြို့နယ်ရဲ့အရှိတ်ဘက်မှာရှိနေတဲ့ဒီကြီးနီရွာစင်ကားရွာစတဲ့ဒီနေရာတွေမှာစုဖွဲ့လှုပ်ရှားနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ6မှာရှိနေတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေပကံချောင်းမှာရှိနေတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေအနေနဲ့ဒီ6မြို့ရဲ့အရှိတ်ဘက်မှာရှိနေတဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကိုလည်းနေမြေရှင်းလင်းရေးဆောင်ရွက်ဖို့လိုပါတယ်။ အာလောကပြောင်ကြားအဖွဲ့ဆိုတာက6မြို့နယ်မှာခြေစိုက်ထားတယ်ဆိုပေမဲ့ဆယ်လင်မြို့ရဲ့အရှိတ်ပဝင်းညင်းနေဂွေးကြိုလမ်းဆောင်ရဲ့တောင်ဘက်မြောက်ဘက်ပဝင်းညင်းနေမှာ